ငါ့ကိုကြိုက်ရင်လာငါကြိုက်တယ်တွဲမှလာโอเคအန်းဆန်မလို့ငါငါပြီးမဲ့အဲ့လိုအဲ့လိုမျိုးကအပြည့်ဘာယောက်ျားတယောက်ရှာယူရတာတောင်းရလက်ဖြင့်တောင်းရတာယောက်ျားကပေးတာကန်တာစားတာရမ်းရှက်တယ်ကြီးစားထားမှလည်းကျွန်တော်ကြီးစားနဲ့တူတူသွားပြီးတော့မှအာအိတ်ကမှလည်းကျွန်မကြောက်တယ်အဲ့လိုမျိုးပေါ့တင်မလားအရင်ကြောက်တတ်တယ်ဆုံးထိတွေ့ရမယ်ဆိုယောက်ျားတယောက်အဆင်မပြေတဲ့အချိန်မှာမိန်းမကကို့ဘေးသူ့ဘေးကနေပြီးတော့စပုတ်ပေးနေတဲ့မိန်းမတယောက်ဖြစ်ချင်တယ်ဒါကတော့တစင်းရဲ့အဲအိမ်မက်တခု ော့ဒီစင်ရုံလာတော့မသိပြိတက်ကြီးကျမဘယ်သူမှလာကြိုက်မယ်လို့မရှိဘူးအဓိကကတော့အဲ့လိုရွေးနေရရွေးနေလို့မထင်တာတော့ကိုကိုလေအရင်အရွေးလွန်တော့ရွယ်လွန်တော့မယ်အဲဒီစင်လက်ခံမဲ့လူမျိုးကြတော့လေအဲ့လိုအမြဲတမ်းအဲ့လို trauma တွေနဲ့ပြိလာတဲ့အုံနောက်တစ်ခုဖြစ်နေတော့လေယောက်ျားတွေကိုလေဘယ်လိုလက်ခံလဲကိုကိုတော့မယောက်ျားလေးကဘယ်လိုယောက်ျားတွေကကောင်းတာလဲဆိုတော့မစင်းစားတတ်တော့ဟုတ် အုံနောက်တော့ပျောက်နေပြီသူတို့ကြောင့်အဲ့လိုဆိုတော့အမ်ဘယ်လိုပြောမလဲကိုသဘောကျတာယောက်ျားလေးဆိုတော့ရှိတော့ပါဘူးအကုန်လုံးကဒီတိုင်းပါပဲဒီပုံထည်ကဒီပဲနေပဲဆိုတော့ဆောကြတို့ကြီးဝိုင်းပြီးတော့မှဆဲနေဦးမယ်မိန်ကလေးဆိုတာကတော့မိန်ကလေးတိုင်းကတော့နော်ငွေကြိုက်တယ်လေနော်ငွေလည်းကြိုက်တယ်ရွှေလည်းကြိုက်တယ်စိတ်လည်းကြိုက်တယ်ဒါမိန်းမတွေကြိုက်တဲ့တဘာဝတရားပေါ့နော်အဲဆိုကိုလည်းကြိုက်တယ်ဒါပေမဲ့အော်အဓိကဘာလဲဆိုတော့ကံပေါ့နော် ကုရဲ့ကံကတော့တစဉ်ပြောသလိုကုကံကအရရပြည့်စုံဘက်ဘက်ကပြည့်စုံပြီးတော့မှအရန်ပြည့်စုံပြီးတော့မှရမယ်အမျိုးသားတစ်ယောက်နဲ့ညားမယ်ဆိုရင်ဒါကတော့လူရဲအားကြအိမ်အောင်တစ်ခုပေါ့နော်ဒါပေမဲ့ဒီကတော့အများကြီးမတွေ့ထားပါဘူး။အဲကိုလည်းချစ်ရမယ်၊သူလည်းချစ်ရမယ်။အဲဒါပေမဲ့အဲညောင်နူးညောင်ကြားမှာလိုအပ်တာတော့အဲတယောက်တယောက်ယုံကြည်မှု၊နားလည်ပေးမှု၊တယောက်တယောက်တစ္ဆာရှိမှုဆိုတာတော့ခင်မာလာရှားသွားပြီပေါ့နော်။တစ္ဆာကတော့ကိုကိုဘယ်လိုမှမလဲ။ ခင်မယောက်ျားလေးတွေမရှိရများတယ်။မိန်းကလေးလည်းမရှိရများကြပါအတူတူပါပဲ။အဲ့ဒါမှကိုယ်လည်းမရှိနေခဲ့ပါဘူးတစ္ဆာအားလုံး။အဲ့လိုမျိုးလေးဆိုတာလေ။အဲအဓိကတော့တယောက်နဲ့တယောက်သဘောထားပြည့်ပြီးတော့မှာပေါ့နော်။ဟိုဟိုအဆင်ပြေမယ်ဆိုတော့ဒဇင်ကအဆင်ပြေရပေါ့နော်။ဒဇင်တို့ကပတ်စံကအဓိကတော့မဟုတ်ဘူး။ဒဇင်ယောက်ျားတယောက်တဲ့ဘောတော့ခါမှာပိုက်ဆံလိုအပ်လို့တွဲခဲ့ယောက်ျားဆိုတာမရှိဘူးပေါ့နော်။ဒဇင်ပဲအန်းခဲ့တာ။အဲ့ဒါလည်းဒဇင်နဲ့တွဲတဲ့ယောက်ျားလေးတိုင်းတိတယ်။ တစင်မဲအန်းခဲ့တာတစင်ကချင့်ပေးတာပီကန်နာရက်ရောတာတစင်ရဲ့တဘာဝအဲ့လိုပေါ့နော်ကောင်မလေးကအဲ့လိုရမ်းပီကန်နာအဲ့လိုလေးကြီးဆိုတော့အမ်ဘယ်လိုပြောပြရမလဲတစင်နဲ့စိုက်တဲ့ကောင်လေးကတော့ခံကောင်းမှာပါဟဲအားရတော့ဝလေပြောလို့ပဲရပါမလဲအခါညာအတင်းတော့လည်းဖြစ်သွားမှာပေါ့တို့နော်မောင်လေးတို့အဲဟောဦးကုကူတို့အဲတစင်အဲ့တခုပဲရမ်းစိုးရင်ခဲ့တာကုကူလည်းမင်းလည်းစိုးရင်လည်းကုတွေ့တဲ့မြကြီးစားတိုင်းကိုလည်းမင်းလည်းပြောဖြစ်တယ် အဲကိုကိုကိုအမှန်တမ်းပြောရရင်ပေါ့နော်ယောက်ျားတစ်ယောက်စီကနေငါ့ကိုဓာတ်တွေလုတ်ပေးပါလုတ်ပေးပါဆိုလို့ဆိုရင်တောင်းဆိုထားရင်မိမမဟုတ်တဲ့အတွက်ကိုရဲ့အလုပ်ငန်းခွင့်ကိုလာပိတ်ပင်လာစင်မကြိုက်ဘူးမကြိုက်ဘူးပေါ့နော်ဘာလို့လဲဆိုတော့အချို့ယောက်ျားလေးဆိုရှိပါတယ်အချို့တွဲတွေရှိကြတယ်ပေါ့နော် gift fund တိတ်တွေရှိတယ်လေခုခက်က gift fund တွေရင်းများတယ်ငါမင်းကိုဓာတ်ပေးမယ်မင်းငါ့ကိုဓာတ်ပေးနိုင်လားအဲအဲ့လိုမျိုးပေါ့နော်မင်းငါစကားနားထောင်နိုင်လား no တစင်းဦးကမရဘူးအဲ့လိုမျိုးအဲဘယ်လိုပြောမလဲကိုဟာနဲ့ကို ဟိုကုဘကောအကုဘကိုကိုရက်တီးပြီးကိုစတာဘကိုရက်တီးနေတဲ့တူဆိုတော့လေပိုက်ဆံနဲ့ပတ်သက်လာလို့ရှိရင်နည်းနည်းမောက်မာတယ်အဲ့လိုမျိုးမိမှမှာပါတယ်ပေါ့နော်စိုက်လာငါ့ကိုစိုက်လာငါစိုက်တယ်တွဲမလာโอเคအန်းဆံမလို့ငါ့ကိုငါပြီးမဲ့အဲ့လိုအဲ့လိုမျိုးကအပြည့်မှာယောက်ျားတယောက်ရှာယူရတာတောင်းရလက်ဖြတ်တောင်းရတာယောက်ျားပေးတာကန်တာစားတာရမ်းရှက်တယ်အရင်ရှက်တယ်ဘာလို့လဲဆိုတော့အားတော့အားကိုးခြင်းနဲ့ယောက်ျားတွေကအားကိုးရတာကိုသူကကြိုက်တယ်။အာငါဆော်ငါ့ကိုအားအားကိုးရငါကောက်မလေးငါအားကိုးအရင်ကြိုက်တယ်ပေမဲ့အဲ ကိုကအားကိုရတယ်ဆိုတော့ကိုကအရေးချင်းမရှိလို့လို့ခံစားရတယ်အဲကြောင့်မဘရောမအားကိုတာမျိုးမလုပ်ဘူးဒါပေမဲ့အိမ်တော်တို့ခုကြားခဲ့တော့ကိုယောက်ျားကိုအားကိုရမှာပဲဒါပေမဲ့အခုလည်းပြည့်စုံရှိနေရမယ်ယောက်ျားကြီးပဲအားကိုနေလို့မရဘူးလीနော်အဲတရားမတကွာကျမကြီးချူချာလာမဲ့အချိန်ဆိုရှေ့ဦးမှာပဲသူ့ရဲ့လုပ်ငန်းခွင်ကိုအားကိုလို့သူ့ရဲ့လုပ်ငန်းခွင်ကိုဘာမှမလုပ်တတ်ဘူးဆိုရင်ကိုလည်းငတ်ပါလေအဲ့တော့ကိုကိုတိုင်းလည်းလုပ်တတ်နေဖို့လိုရယ်ကိုလုပ်ဖို့ကိုအဲ့သဘောတရားပေါ့နောက်တစ်ယောက်နဲ့တစ်ယောက် ဟိုစီးပွားရေးကိုစီရှိကြရင်တော့ပိုကောင်းတယ်အင်းနောက်တစ်ခုမှလေဒီစင်အဲ့လိုမျိုးပဲသဘောကျတယ်အခုကိုယ်တိုင်းကိုစီးပွားရေးနဲ့ကိုသူလည်းသူစီးပွားရေးနဲ့သူโอเคအအဆုံးထိတွေ့ရမယ်ဆိုယောက်ျားတယောက်အဆင်မပြေတဲ့အချိန်မှာမိန်းမကကိုဘေးရဲ့သူ့ဘေးရနေပြီးတော့ support ပေးနေတဲ့မိန်းမတယောက်ဖြစ်ချင်တယ်ဒါကတော့ဒီစင်ရဲ့အဲအိမ်မက်တစ်ခုပေါ့နော်သူကိုတက်တောင်ထားပနိုင်မှာလားသူကိုသူကိုတက်တက်လုံးပေးထားနိုင်မှာလားတင်ကျွေးထားနိုင်မှာလားရရလေအစ်စီပေါ့အဲ့ဆိုကျမမလုပ်ဘူးလေသူကျမကိုယူပြီဆိုရင်ကျမကိုအဲဒါရီတော့မေးမလုံးနဲ့ ငါမင်းကိုပြည့်ပြည့်စုံထားမယ်မင်းမမလုံးဆရာမလို့လက်မွေးမိလောက်ချွေးမိလောက်ထားနိုင်နေဆိုရင်တော့ကျမမဲလို့တော့မလဲဟုတ်တယ်မလားမလုပ်ဘူးလေပြင်မနဲ့လုပ်ပြင်မနဲ့လေလူပညာလည်းပြင်မနာပဲနော်အဲ့ဆိုမလုပ်တော့ဘူးလေအဲ့လိုအဲ့လိုမျိုးဆိုရင် तू ကိုယ့်အတွက်ကိုအဲကိုအပြူဝါမှာအဘယ်လိုပြောမလဲဟိုပြည့်ပြည့်စုံထားနိုင်တယ်ခြေစခေါင်းစုံကိုကိုကိုအမြဲအပြစ်အပြစ် အပြစ်အပြစ်ပြင်နေတဲ့လူတယောက်ဆိုအပြစ်အပြစ်ကိုကိုယ်ကိုဆင်နေတဲ့လူတယောက်ဆိုအဲ့လိုသူဆင်ထားနိုင်တယ်ထားနိုင်တယ်โอเคကိုမိဘကိုလည်း तू စပုတ်ပေးနိုင်တယ်ဆိုတော့ကျွန်မရတယ် तू ခေါင်းခေါက်တော့ဆရာလည်းမလိုတလို့မျက်စိမိတ်ပြီး तू ယူလိုက်မယ်ဆင်ပြေရလေဒါပေမဲ့ကျွန်မအဲ့လိုမျိုးမယူချင်တာပေါ့နော်ဘာလို့လဲဆိုတော့အခုခေတ်ကအရင်နည်းနည်းဘယ်လိုလူမျိုးပဲရနေရနေပြောစရာလွတ်မှာမဟုတ်ဘူးအဲ့တော့ ကိုကိုပဲအေးစေးလေးပဲနေနေနေချင်တာပေါ့နော်ပြဖြစ်နိုင်ရင်အိမ်တော်အိမ်တော်ကြရဝိုင်းတော့လူလူမသိစေချင်တော့အေးစေးပဲနော်ဟိုဘယ်လိုပြောမလဲဆွန်လေးကပ်ပြီးအဲ့လိုပဲအေးစေးပဲတော့ချင်တာအဲ့လိုမျိုးအေးရအေးချမ်းဝါတာကိုစိတ်ကလေအဲ့လိုမျိုးရတော့မကြုံဘူးပေါ့နော်ဒါပေမဲ့အဲရမလားဆိုပြီးတော့ယောက်ျားတိုင်းရောလာစမ်းကြည့်ချင်ကြတာပေါ့နော်ကျွန်မကတော့အဲ့လိုဒီရရမနေဘူးလေလွယ်မနေဘူးလေနော်တို့ကျွန်မကြိုက်နေကျွန်မစားတာပေါ့မွေပါအဲ့လိုဆိုတော့အဲ့လိုမျိုးလေးတော့ရှိရယ်ကွဲတိလားအခုခက်ကကြတော့ တစင်ခဏပြပြသွားတယ်လို့ပဲပေါ့အဲတမီးစားပဲဖြစ်ဖြစ်ဒါပေမဲ့ကျမကအဲ့လိုအခုခက်ကလိုလေးရှိရှိတွေအရင်ကြောက်တယ်အရင်ကြောက်လာဘာလို့လဲဆိုတော့ခုခက်မှာအဲကြောက်ဘူးကြမှာပေါ့နော်ဟိုနားကိုဟိုမိန်းကလေးတွေကိုဘာလုပ်တင်အောင်လုပ်တယ်မလားအဲ့လိုမျိုးလေးဟိုမိန်းကလေးတွေမလုံခြုံတော့ဘူးကွယ်တိလားမလုံခြုံတော့ဘူးအဲ့လိုမျိုးဆိုကျွန်မကြောက်တယ်ရီးစားထားမှလည်းကျွန်တော်ရီးစားနဲ့တူတူသွားပြီးတော့မှအာအိတ်ကမှလည်းကျွန်မကြောက်တယ်အဲ့လိုမျိုးပေါ့တင်မလားအရင်ကြောက်တတ်တယ် တကယ်ရမ်းကြောက်တယ်ရီစာကိုရီစာကိုဟောင်ကိုတွဲနေနေကိုရီစာကိုမုတ်စာတောက်ဖို့ပြောနေတယ်မှာအခုကိုစိုက်ကိုလေးဝင်လာနောက်ပိုင်းကျတာလေအခုခစ်နေထားရောင်းနေပုံတော့လည်းမျိုးလူတယောက်ကို ဟိုလွယ်လွယ်ကူကူအယုံတင်းပြီးတော့ခေါ်ွားဖို့ဆိုတာလေရန်လွယ်ကူနေခက်ဆိုတာလေကျမကြောက်တယ်အရင်တော့အရင်တော့ဆိုကျမဇက်ရဲလက်ရဲလေးတွေရှိရယ်ကွယ်ယောက်ျားလေးဆိုရင်ဟိုကူကူတိုင်းကရင်စပြီးတော့ဟေးဘာမှလဲပညာအဲ့လိုမျိုးပဲတင်မလားကျမရင်နောက်တက်တယ်ထင်မှာပါတယ်နောက်ပိုင်းညကျမအဲ့လိုစကားလည်းမစရဲတော့ကျမကြောက်ကြောက်လာတာပေါ့နော်ခုခက်ကြီးမှာလွယ်လွယ်နဲ့လူတယောက်ကိုလည်းအဆုံးစီရင်နဲ့ခက်တွေဖြစ်လာတော့ကွာအရင်ကျဖို့အရင်ကောင်းတယ်ကွာအဲ့လိုမျိုးပေါ့ကျမအရင်ကြောက်တယ်ယောက်ျားလေးလို့ကျမအရင်ကြောက်တယ် သေးရဲ့ပေါ့။အရန်ရှင်ဟုတ်။ကျမလား။ကိုကိုတွေကကျမတို့အရန်ကောင်းခဲ့ပါတယ်။ကျမကိုကိုတွေတော့အရန်ကြိုက်တယ်။အဲကျမအရန်သဘောကျခဲ့မိတာတော့မောင်နေပေါ့နော်။ကျမဟိုးရင်နေမောင်မောင်မောင်လေးတွေမမဖြစ်ခဲ့တာပေါ့နော်။အခုလည်းမောင်လေးတွေမမပါပဲ။ဒါပေမဲ့မောင်နေကနည်းနည်းလေးအဲ့လိုလဲလားလို့လीနော်။တော်တော်လဲတယ်မှာပါတယ်အဲ့လိုမျိုး။ဟုတ်။ခန်းရာကြီးပဲများတာပေါ့နော်။ဒါမဲ့လည်း အပြစ်မပြောပါဘူးသူတို့ကချောနေကြတာလေကျွန်မကြိုက်တယ်လေတန်တန်နဲ့ပေါ့နော်ချောချောလေးယူတွဲလိုက်ရတယ်ဆိုတော့ကျွန်မတို့ကအမျက်ပဲပေါ့ဟုတ်ကျွန်မလားကျွန်မကြိုက်ကျွန်မတွဲလိုက်တာပဲကျွန်မကြိုက်တာလားများနေပါလေ